တ်ကြီးသားတို့ခမီးတို့မင်္ဂလာပါအခုပုံမှန်မြတ်အဲဒရိဆန်လေးသုံးကောင်အဲ့ဒါဗာဒရိဆန်လေးတွေထုံအရွယ်လေးတွေလဲကွာတယ်နော်ပထမဆုံးတစ်ကောင်ဟာတော့အကြီးပဲနှစ်ရွယ်လည်းအကြီးနောက်ပြီးတော့နှမောင်းလည်းရှိတယ်ဒီဒရိဆန်ကိုဘာခေါ်တော့ ဆင်လို့ခေါ်တယ်နော်။အောက်ဒုတိယတစ်ခါမှာသူ့နဲ့အရွယ်ချင်းအများကြီးกว่าတယ်။နော်အစတရားမကกว่าတယ်သူ့ထက်အများကြီးငယ်တယ်။အပင်တွေပေါ့မှာခုံပေါက်နေတာလေတကိုင်းပြီးတကိုင်းတခါတဲ့အဲခုံအန်ဒီခုံလွားနေတယ်ပြေးလွားနေတယ်။သစ်ပင်ပေါ်မှာပြေးနိုင်တယ် အမီးနဲ့အများစုကတော့အမီးနဲ့ပေါ့အမီးမရှိတဲ့အဲနေအမီးမရှိတဲ့ trace sample လည်းဒီလို trace sample လည်းရှိပါတယ်ဒါကတော့အမီးနဲ့ပေါ့ဟော်မုန်းတို့နဲ့ဆိုရင်အမီးနဲ့အော်ငယ်ငယ်မနစ်အဲ့အဲ့ဒါပါ trace sample လို့ခေါ်တော့ဒီပုံလေးကြည့်ပါပန်ဒရေးဆံလို့ခေါ်တော့မြောက်လို့ခေါ်တယ် နှာခေါင်ရှိပြီးဆင်းရဲနောက်ပြီးတော့မြောက်ရဲနောက်တစ်ကောင်ရှိသေးတယ်ဒီတစ်ကောင်ကျတော့မြောက်ထက်တော့အများကြီးငယ်အစတရားတော့ငယ်ပြန်သူကျတော့တောင်ပန်ရှိတယ်ပြန်တန်းနိုင်တယ်သူကျတော့ဘာခေါ်လို့လေထဲမှာပြန်တန်းတတ်တယ် tông bán xì đề, chế thông nà cháu xì đề, lệnh mê xì bù. Ê trí thân lê bà có, ê hô đê ngẹ lục khỏe, nó. Cái tố ngọn xì bì, xin yế, phí đồ miau yế, ngậy. Xin ngã, miau thẻ, ở xa bào, tê yà mạc kà, chì. Miau kà, ငှက်တဲ့အစာပေါင်းတရားမကကြည့်တယ်။ဒါဖြင့်အာဆင်းနဲ့ငှက်နဲ့ဆိုရင်အစာပေါင်းများစွာအစာပေါင်းတထောင်မကဒီမအခဏဟုအကြီးအကြီးအသေးချင်းกว่าပါနော်။ဒါပေမဲ့သူတို့သုံးကောင်ကအရန်ချစ်တဲ့တငယ်ချင်းတွေအရန်ချစ်ကြဆင်ကြီးကလည်း အဲ့ဒီမြောက်နဲ့ဒီငှက်ကိုချစ်တယ်တဲ့သူအစားအသောက်တွေပို့ရင်အဲ့ဒီဆင်းသူတငယ်ချင်းဖြစ်တဲ့ဆင်းနဲ့အဲငှက်ကိုကျွေးတယ်တဲ့သားရသမီးတို့အောင်ကိုတငယ်ချင်းတွေကိုဟိုစားစရာမြတ်ဝိပေးဘူးလားကျွေးဘူးလားအိမ်မှာဆွေးငုံကိုစားတဲ့မဟုတ် မမီတို့ဒက်ဒီတို့နည်း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 ဖဖညဝေဖူလာကုံအောင်အမတို့ညဝေဖူလာအခုအားကဆင်းရဲမြောက်ရဲနောက်ပြီးတော့ငှက်ရဲအဲ့လိုစားကြလဲလဲညဝေလဲစားတာတော့မတူးပေါ့အများစုမတူးဒူရဟလည်းရှိအဲဒူရဟဆိုရင်တဲ့တငယ်ချင်းကြိုက်တယ်ဆိုအဲ့ဒါကြွေးတယ် မြောက်ကလည်းအဲ့တိုင်းပဲအဲသူကအကောင်သေးတဲ့ခါကျတော့တိပင်ရဲ့ဟိုးထိတ်ဆုံးအထိနော်ထိတ်ဖြားတယ်သူတတ်နိုင်တယ်စင်ကြတော့မတတ်နိုင်ဒါကြောင့်အမြင့်ဆုံးမှရှိတယ်အသီးလေးတွေအစင်ကိုခူးပြီးတော့ခါခါကြွေးတယ်ဒီကြီးတဲ့ဒီဒီအသီးတွေပိုင်းဆိုရင်သူတငယ်ချင်းငှက်ခါ တချို့ဟာတွေမစားနိုင်ဘူးအဲ့ဒါစားနိုင်အောင်သူကကူညီပေးတယ်အငက်ကလည်းဒီတိုင်းပဲသူတငယ်ချင်းအကောင်ကြီးနှစ်ယောက်သူတဲ့အဆအပေါင်းများစွာအကောင်ကြီးတယ်အဲ့ဒီမြောက်နဲ့အဲ့ဒီဆင်းကိုအယမ်းချစ်တာပဲသူကြတော့အဝေးကိုပြန်သွားနိုင်တယ်လေအဝေးကိုစားစရာသွားချနိုင် စင်ကြသူ့လိုမပြတ်နိုင်ဘူးလေတဲမပြတ်နိုင်ညောင်းချောက်လည်းပဲသူ့လောက်မသွားနိုင်ဘူးအဲ့တော့အဝေးရနေပြီးတော့စားဆရာလေးတွေအသီးတွေပါတယ်တခါအိုက်ငက်ကယူလာတယ်ဒါမဲ့တငယ်ချင်းဆိုတော့လေတခါတခါစကားများတယ်ဒါလိုမျိုးကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ကစားရင်တခါတခါစကားများဘူးလား စကားများတယ်ဆိုရင်တငယ်ချင်းဆိုတော့အပြန်ပြီးတော့တီးခံရတယ်နော်ပြန်ပြီးတော့တယောက်တယောက်အာချစ်တဲ့စိတ်နဲ့ချစ်ခင်တဲ့စိတ်နဲ့မေတ္တာစိတ်နဲ့မေတ္တာခေါ်တာပေါ့လူကြီးတရားမေတ္တာစိတ်နဲ့ပြန်ပြီးတော့ခွင့်လွတ်ပေးရတယ်ဒါမှမဟုတ်တခါတခါကြောက်လေသူတို့ညင်းတာအကြိုက်ညင်းတာ ဆက်ပြီးတော့လည်းအတူတူမကစားတော့အတည့်ရက်နှစ်ရက်အဲ့လိုကြာကြာခါကျတော့တယောက်ကိုတယောက်ချစ်တဲ့ကံချောင်းလေအာဒုက္ခပါပဲတို့ဒီလိုအကြိုက်စိတ်ဆိုးရင်မဖြစ်ပါဘူးဒီ၃ယောက်ထဲမှာတို့တငယ်ချင်း၃ယောက်ထဲမှာတယောက်ယောက်ကိုဒုက္ခဆုံးဖြတ်ခွင့်ပေးလူကြီးလို့လည်းခေါ်တာဘယ်သူကဆုံးဖြတ်ပေးအဲသူဆုံးဖြတ်တဲ့အတိုင်း တို့လိုက်လုံမယ်လိုက်နာမယ်ဒီချိန်မှာပါကစားမှာတော့တယောက်ကထားကစားခြင်းနဲ့နောက်တယောက်ကကစားခြင်းအဲ့ဒါရံဖြစ်ရောရံဖြစ်ကတော့အဲ့နှစ်ယောက်ကစကားများတယ်ဆိုရင်ဂျန်တဲ့တယောက်ကဝင်ပြီးတော့ဆုံးဖြတ်ပေးဖို့လိုတယ်ဆုံးဖြတ်တဲ့ကံထားတော့ဟာဒါဖြင့်၃ယောက်ထက်မှဘယ်သူကအဲ့လိုဆုံးဖြတ်ပေးမှာ သူတို့အဲ့ဒါစဉ်းစားကြတယ်။ကြက်နည်းနည်းကြားရကကြတော့ငက်ကဆုံးဖြတ်မယ်ဆိုရင်လည်း तू ကအကောင်းငယ်ရပေါ့နော်။မြောက်ကဆုံးဖြတ်မယ်ဆိုရင် तू ကငက်ထက်ပြောအကောင်းကြီးရဒါမှစင်းတဲ့အများရဲ့အကောင်း။စင်ကအကောင်းကြီးတဲ့ तू ကဆုံးဖြတ်ပေးရမလား။ဒါမှတကယ်ကို तू ကလူကောင်းအကြီးပြီးတော့သူဆုံးဖြတ်တာမှိုင်းဘယ်လိုလုပ်မှာလဲ။ သူကိုယ်တိုင်လည်းပဲငါမိုင်းမနိုင်တဲ့အဲ့ဒါနဲ့ဆွေးနွေးကြတယ်ဒါဖြင့်တို့သုံးယောက်ထဲမှာဘယ်သူအသက်ကြီးဆုံးဆိုမေးတာလဲအသက်ဘယ်လောက်ရှိပြီတုံး၄နှစ်ရှိပြီလား၃နှစ်ရှိပြီလား၄နှစ်ရှိပြီလား၅နှစ်ရှိပြီလားဆိုဘယ်လိုလုပ်သိတုံးကိုမွေးနေ့မွေးနေ့ကြည့်ပြီးတော့သိရတာလေ မွေးနေကြည့်ပြီးတော့တည်ရတာအဲဒါပဲမဲ့သူတို့တငယ်ချင်း၃ယောက်ကသူတို့မွေးနေတရားမှမမှတ်မိဘူးလေဆင်းကလည်းသူမွေးနေမှတ်မိဘူးမြောက်ကလည်းသူမွေးနေသူမှတ်မိဘူးနှက်ကလည်းသူမွေးနေသူမှတ်မိဘူးဟာဘယ်လိုလုပ်မှာတော့ဆိုအဲသူရဲ့မေမေကိုမေမေကိုမေးကြည့်အောင်ဆိုမေမေမေးကြည့်တယ်သူမေမေကိုသွားမေးကြည့်သွားမေးကြည့်တယ်မမှတ်မိဘူးလေဆင်ကြီးရဲ့ မမေလဲသူ့မွေးနေ့ကိုမမေမြောက်ရဲ့မမေရလည်းပဲအဲ့ဒီမြောက်တငယ်ချင်းမွေးနေ့ကိုမမေအဲ့ဒီငှက်ခါလည်းပဲသူ့မမေကသူ့မွေးနေ့ကိုမမေဘူးလေသူတို့ကတခါမှမွေးနေ့ပါတီမလုပ်ဘူးတယ်မလုပ်ဘူးဒါဖြင့်ဘယ်လိုလုပ်မှဆိုမှတို့ရှေ့မှရှိနေတဲ့အပင်ဒီသစ်ပင်ညောင်ပင်ပါလားဒီညောင်ပင် ်ဘယ်သူကအရင်မြင်တော့အဲ့ဟာတို့ဟိုမေးကြတယ်လေတယောက်နဲ့တယောက်တငယ်ချင်းနဲ့ချစ်ကြတဲ့ခံကြတယ်တို့ကယုဒသားပဲဖြစ်တယ်ဆင်းကဘာပြောဆိုတော့အာဒီညောင်ပင်ကိုစတွေ့တဲ့ခါမှာဒီပင်ငငငယ်ပဲရှိသေးတယ်ဒီလိုအကြီးမဟုတ်သေးဘူးအခုကြည့်အဲ့အပင်အောက်မှာတို့တွေအေးစစ်စစ်အဲ့အပင်ကြီးကိုအိမ်လောက်ပြီးတော့တို့နေတယ် ဒါမဲ့ဒီစင်ကဒီနေရာကိုစရောက်ခါစားတော့အပင်လျက်သေးသေးလေးစင်ဟမ်သူငငယ်ပဲရှိတယ်နော်အစင်ပေါ့စားလည်းပဲရှိတယ်သူလမ်းလျှောက်သွားရင်ဒီအပင်ကသူ့ရဲ့ one bite ကိုထိနေတယ်ပေါ့ပုတ်နေတယ်ဆိုတော့အပင်ငငယ်ပဲရှိသေးတယ်သူကအပင်တဲ့အများကြီးမြင်သူကိုယ်တိုင်ကကဲဟုတ်ပြီအပင်အဲ့လောက် ဟိုမြင့်တဲ့ချိန်မှာနင်းရောက်လာဆိုတော့မြောက်ကခေါ်နင်းအဖဲချိန်တွေ့တော့ငါငငယ်ဆုံးဟာတဲ့ဒီအပင်နားမှာကစားတာဒီအပင်ရဲ့ထိတ်ကိုငါဆွဲပြီးတော့ဆုတ်လို့ရတယ်။အော်ဒီတိုင်းဆိုရင်တော့ဒီအပင်နင်းငါထက်ဆော့ပြီးတော့မြင်တယ်လို့ဆင်ကပြောတယ်ဒီတိုင်းဆိုရင်မြောက်ရင်နင်ကတော့ငါထက်အသက်ကြီးတယ် အဲ့ဒါနဲ့ငဲ့ရင်နင်ပြောပါအောင်ဒီအပင်ကိုဘယ်တော့မှစတွေ့တော့ဆိုတော့တငယ်ချင်းတို့ရေတဲ့ငါဒီကိုရောက်လာငါစာဒီအပင်ကြီးမရှိသေးပါဘူးတဲ့ငါတခြားနေရာမှာညောင်စီကိုစားပြီးတော့ငါဒီနေရာမှာယူလိုက်တာအဲ့ဒါနဲ့ဒီအပင်လေးပေါက်လာဟာဟုတ်လားဒီတိုင်းဆိုရင်တော့နင်က ငါတို့တဲ့တော့အကောင့်အများကြီးသေးတယ်ပြုပါမြန်။နင်တို့ကနင်ကငါတို့တဲ့အများအသက်ကြီးတယ်။တကယ်လို့ငါတို့နေရောရန်ဖြစ်တယ်ဆိုရင်နင်ဖြန့်ဖြေးပေးပါနင်ပြောရငါတို့နားထောင်မယ်။အေးဟုတ်ပြီ။တငယ်ချင်းတို့ရေတငယ်ချင်းတို့ဟာငါ့ကိုအဲ့လိုယုံကြည်တယ်ဆိုရင်လည်းငါတို့လည်းငါလည်းပဲတငယ်ချင်းတို့ပေါ့မှာယုံကြည်မယ်။ ချစ်ချစ်ခင်ခင်နဲ့ယောဒတာပြောပြမယ်အဲ့ဒီလိုသဘောတူတယ်အဲ့ဒါအရွယ်လည်းမတူဘူးအာအမျိုးလည်းမတူဘူးလူမျိုးမတူလို့ပြောအောင်ပေါ့လူအနေနဲ့ပြောရင်နိုင်ငံလည်းမတူလို့ပြောအောင်နောက်ပြီးတော့သူတို့ရဲ့အသားအရည်လည်းမတူမတူပေမဲ့သူတို့တွေဟာတငယ်ချင်းတွေဖြစ်ကြတယ်အရန်ကိုချစ်တဲ့တငယ်ချင်းအဲဒီခုခု သူတို့စိတ်တိုင်းမကြတဲ့ဟာရှိလာပြီဆိုရင်လည်းအဲ့ဒီလိုပဲတိုင်တိုင်းပင်ပင်ဆွဆွဒီဆွဆွနေလောက်ကြတယ်။ဒါလို့သမီးတို့လည်းပဲကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ပြောပြောရှင်ရှင်ခလားကြเนาะစကားများတဲ့ခါချိုင်းလည်းပဲတရားကိုတရားရှော့ပြရမယ်တရားကိုတရားဆွေးနွေးရမယ်ပြောပြောရှင်ရှင် ကစားကြပါပြောပြချင်းချင်းကစားပြီးတော့ညံကောင်းတဲ့ကလေးတွေအများချစ်တဲ့ကလေးတွေကိုယ်ကလည်းပဲသူများကိုကိုယ့်ရဲ့တငယ်ချင်းတွေကိုချစ်ချစ်ခင်ခင်နဲ့ကစားနိုင်တဲ့ကစားတတ်တဲ့ကလေးလေးတွေဖြစ်ကြပါစေ။